နောက်တစ်ဆင့်တက်ဖို့မျှော်လင့်ချက်ပါမရှိတော့တဲ့ ISPE အခုဆိုရင် ISP ကမြန်မာနိုင်ငံမှာအင်ရှင်ဖြစ်ကျင်းပနေတဲ့အာရှချန်ပီယံလိအုပ်စုစီပွဲစဉ်နှစ်ပွဲတောင် ရှင်ပြိုင်ပြီးပါပြီ။ဒါပေမဲ့နှစ်ပွဲစလုံးရှုံးနိမ့်ထားခဲ့ပြီးတော့ဆိုးရတဲ့ရလဒ်တွေနဲ့အုပ်စုနောက်ဆုံးနေရာကိုရောက်ရှိနေပါတယ်။တိုဂျိုဗာရီကနှစ်ပွဲကစားနှစ်ပွဲနိုင်ရမှတ်6မှတ်နဲ့ပထမနေရာဆူဝမ်နဲ့နေကိုဟွမ်းကတပွဲကစားတပွဲနိုင်ရမှတ်3မှတ်စီနဲ့မြန်မာအသင်း ISP ကတော့နိုင်ပွဲတပွဲမှရရှိထားခြင်းမရှိတော့ပါ။ပထမတော့ကကျွန်တော်တို့တွတ်ထားကြတာကဒီအုပ်စုမှာအင်အားကြီးဆုံးကတိုဂျိုဗာရီဒုတိယကဆူဝမ်ပြီးတော့မှနေ ကိုဟွမ်းအဲ့လိုတွတ်ထားကြတော့ပါမြန်မာကတမန်မမရတာမှန်ပေမဲ့နေကိုဟွမ်းကလည်းတမန်မမရနိုင်ဘူးလို့တွတ်ထားကြပြီးနောက်ဆုံးပွဲမှာမှနေကိုဟွမ်းကိုခက်ခက်ခဲခဲအနိုင်ယူပြီးနောက်တစ်ဆင့်ကိုတတရနေရာကနေတက်ဖို့မျှော်လင့်ထားကြတော့ပါဒါပေမဲ့စူဝမ်နဲ့နေကိုဟွမ်းရဲ့ပွဲမှာနေကိုဟွမ်းကမထင်ထားလောက်တဲ့ရလဒ်ဖြစ်တဲ့တုံးကိုဂိုမရှိဆိုတဲ့ရလဒ်နဲ့စူဝမ်ကိုအနိုင်ယူခဲ့တာပါဒီရလကြောင့်ကျွန်တော်တို့မျှော်လင့်ထားတဲ့မျှော်လင့်ချက်ကလည်းပျက်စီးသွားခဲ့ပါတယ်။အုပ်စုတက်ချင်သေးတယ်ဆိုရင်တခုပဲရှိပါတယ်။ဂိုးတုံးကိုထက်အသွင်းပေါ်ပါ။ အဲကြရင်တော့ရမတ်တူနဲ့နေကိုဟွမ်းအထက်ရောက်သွားမှာပါဒါပေမဲ့မဖြစ်နိုင်ပါဘူးအစာကလေးကနိုင်အောင်တော့မနေစူးစမ်းရမှာကိုတုံးကိုအထက်သွင်းဆိုတော့60ရာခိုင်နှုန်းလောက်ကမဖြစ်နိုင်ဘူးလို့ပြောရမှာပါဒီနောက်ဆုံးအပွဲကိုဂုံတိတ်ခါပိုင်းရပဲရှင်ပြန်ရတော့မှာပါဘာပဲဖြစ်ဖြစ်ဒီအသင်းမှာလေဝေးစင်ကစားသမားတွေအများကြီးပါနေတော့လာမယ့်စီးကိန်းအတွက်အတွေ့အကြုံတွေအများကြီးရလိုက်ပါတယ်လို့ပဲဖြေသိရပါတော့မယ်တချို့ကလည်းလေဝေးစင်တွေအများကြီးစုခေါ်ထားပြီးအခုလိုပွဲတိုင်းရှုံးနေတာကိုအပြစ်ပြောကြပါတယ်သူတို့လည်းမမှားပါဘူးတုံးပွဲပဲကစားရတဲ့အုပ်စုပွဲမျိုးမှာအင်အားကြီးပြန်မဲ့ကိုတူရင်ကိုရင်တိုက်ဖို့စူးစမ်း ခဲ့တာတွေလူထုပုံမှားယွင်းခဲ့တာတွေကလည်းဒီရှုံးပွဲတွေပေါ်အနေနဲ့များတက်ရောက်မှုရှိခဲ့တာပါဒါပေမဲ့လည်းဖြစ်ပြီးခဲ့တာတွေကဖြစ်ပြီးခဲ့ပါပြီအုပ်စုအကြက်ဆုံးကမှကြာရောက်ခဲ့တဲ့စီးနေသတ်မှတ်ချက်နှိမ့်နာတဲ့အဖြစ်ပါပဲတခြားအုပ်စုတွေမှာဆို ISPE 3ဂိုးတကိုးနဲ့နိုင်ခဲ့တဲ့ဖိလပိုင်ကလပ်စတေလီယံလာဂူနာကတမတ်မမရသေးပဲအုပ်စုတတရနေရာကိုရောက်နေတာပါဒီလိုအုပ်စုတွေထဲသာရောက်နေဆိုရင်နောက်တစ်ဆင့်ကအေးအေးဆေးဆေးကိုတတ်နိုင်မှာအသေးချာပါအခုကတော့ဝေးရပါပြီ ။ဘာပဲဖြစ်ဖြစ်ဒီပွဲကြံသေးတာဆိုတော့ဂုံသိကရှိရှိဒီပွဲကိုစ조사ကစားဖို့လိုအပ်ပါတယ်။မနေ့ပြန်ည9နာရီမှာကစားသွားမှာဖြစ်ပြီးတော့နောက်ဆုံးပွဲစဉ်ဖြစ်တဲ့အတွက်ပရိသတ်တွေကိုလည်းပွဲထဲမှာဆက်လက်မြင်တွေ့ရဖို့မျှော်လင့်မိပါတယ်။မြောက်ကိုရီးယားကလပ်နေကိုဟွမ်းအသင်းကခြေစွမ်းသိမ့်မရှိတဲ့အသင်းတို့ထင်ခဲ့ပေမဲ့ပြီးခဲ့တဲ့စူပါကလပ်နဲ့ကစားသွားတဲ့ပွဲစဉ်မှာတော်တော်ကြီးကိုတည်ငြိမ်တဲ့ခြေစွမ်းကိုပြသသွားတာပါ။ဒီပွဲလုံးကိုထိန်းချုပ်ကစားသွားပြီး9ဂိုးလောက်အထိပါပြတ်နိုင်တဲ့အခြေအနေတွေရှိခဲ့ပါတယ်။ဘာပဲဖြစ်ဖြစ် ISP ကတော့ရှုံရှုံနိုင်နိုင်တိတ်ပြီးအေးမပါတော့တာကြောင့်နီးပြဒေါ်ဆန်းဆန်းသိန်းအနေနဲ့လည်းဖွင့်မဲတိုက်မလား။ မပေးရအောင်ပဲပိတ်ပြီးပဲကစားသွားမလားကြည့်ရမှာပါနေကုန်ဟွန်းကတော့သူတို့လည်းနောက်တစ်ဆင့်တက်ဖို့တေချအောင်အတီအထုတ်ကစားလာမှာပါနိုင်ငံကွာဟမှုတွေအကစားရေးရကွာဟမှုတွေကြောင့်ဒီလိုရလက်တွေပိုင်ဆိုင်ခဲ့ပေမဲ့ရရှိခဲ့တဲ့အတွေ့အကြုံတွေကိုတင်ကြုံယူပြီးစီးကိန်းမှာအကောင်းဆုံးပြန်လာနိုင်ပါစေလို့လည်းမျှော်လင့်ရပါတယ်ခင်ဗျာကျွန်တော်တို့ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲနောက်လဲပြည်ရင်းဘလုံးသတင်းနဲ့နိုင်ငံတကာဘလုံးသတင်းအကြောင်းအရာတွေပါတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် channel လေးကို like and subscribe ပြုလုပ်ပေးသွားကြပါဦးနောက်ထပ်သတင်းအကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်ခင်ဗျာ